ဒီတိုင်းတကြံဆိုရင်အပျော်ရှင်ဆုံးသောမြို့ကြီးဖြစ်တဲ့မန္တလေးမြို့ကတော့ဒီနှစ်တော့ငလင်းကြီးနေအရန်ကုန်မှာအသိစိတ်ဆုံးမြို့ကြီးဖြစ်သမိုင်းတွင်သွားခဲ့ပြီလေဖြစ်ပါရီမန္တလေးမြို့မှာငလင်းကြီးကြောင့်ဤသူသူဥတယောက်ကများအပျော်ပါနိုင်တော့ပါဘူးအခုလေနောက်ဆက်တွဲငလင်းကထပ်လာဖို့တည်ချာနေတာဖြစ်တဲ့အတွက်ဤသူတွေဟာစက္ကန့်တိုင်းမိနစ်တိုင်းမှာတည်နေနေထိုင်ကြရလေဖြစ်ပါရီ ။တလင်ကိစ္စနဲ့ပတ်သက်လာရင်ဘယ်သူမှအတိအကျပြောလို့မရဘူးဆိုပေမဲ့တချို့သောသူတွေကအေပီလာ23ရက်နေ့မှာငလင်ကြီးအတိအကျကိုလာမယ်ဆိုပြီးတော့ဟောကိထုတ်ထားတာကိုလည်းတွေ့ရတယ်။ရမနငယ်ငင်းကလေးပညာရှင်များအသိရဲ့ဥက္ကဋ္ဌဟောင်းဖြစ်တဲ့ဒေါက်တာမျိုးတန်ကတော့အခုလောက်ကသွားခဲ့တဲ့ခနစ်တသမခနစ်ကလင်ကြီးကအများပြည်သူများစိုးရိမ်နေကြသလိုရှေ့ပြင်းကလင်မဟုတ်ဘဲနဲ့အဓိကကလင်လို့ပညာရှင် ဦးမျိုးတန်ကဆိုလာခဲ့တာပြီဖြစ်ပါပြီအခုလိုမျိုးနောက်ဆက်တွဲငလင်တွေကကြီးလိုက်ငယ်လိုက်နဲ့မငြိမ်သက်ရတဲ့အကြောင်းရင်းကတော့နောက်ဆက်တွဲလာတဲ့ငလင်တွေမှာလေနောက်ဆက်တွဲငလင်ဆိုတာရှိလို့ပဲဖြစ်တယ်ဆိုပြီးတော့ဒေါက်တာမျိုးတန်ကပြည်သူတွေကိုအသိပေးလာခဲ့တာပြီဖြစ်ပါပြီအားလုံးလည်းသိကြပါရယ်ခနစ်တသမခနစ်ငလင်ကြီးလောက်ခတ်ပြီးသွားတဲ့အခါမှာ၆တသမရှင်ငလင်ကြီးလောက်ခတ်သွားပါရယ်အဲ့ဒီပြီးတဲ့အခါမှာ၄တသမအကျော်၅တသမအကျော်အစရှိသည့်ဖြစ် အဲ့ဒီနောက်ဆက်တွဲကလေးရဲ့နောက်ဆက်တွဲတွေကတောက်လျှောက်ကိုလှုပ်တာပါအခုလိုမျိုးနောက်ဆက်တွဲကလေးတွေဟာလာမယ့်နှစ်ပိုင်းအထိကိုညီတက်အောင်မအောင်ဖို့ပင်နဲ့နောက်ဆက်တွဲကလေးတွေကအများဆုံးငလင်ကြီးအနေနဲ့6.5အထိဆက်လက်လှုပ်ခတ်နိုင်တာဖြစ်တဲ့အတွက်ပြည်သူတွေကိုသတိနဲ့နေထိုင်ကြဖို့အတွက်ကိုကလေးပညာရှင်ကြီးဖြစ်တဲ့ဦးမျိုးသားကပြည်သူတွေကိုသတိပေးထားရပြီဖြစ်ပါတယ်။ဒါကြောင့်မလို့အခုကလင်ကြီးလှုပ်ခတ်သွားတဲ့ခရင်သမခရင်ကလင်ကြီးက ရှစ်ပြင်းကလင်လည်းမဟုတ်လို့တကယ်ကောင်မှအဓိကကလင်ကြီးဖြစ်ကြောင်းနောက်ဆက်တွဲကလင်တွေက၆ဒသမအကျော်အထိတော့လှုပ်ခတ်နိုင်ပေမဲ့တကယ်ကောင်မှခဏဒသမအကျော်၈ဒသမအကျော်အစရှိသူရှိကလင်ကြီးတွေဒီလာမဲ့၄-၅နှစ်အတွင်းမှာလှုပ်ခတ်နိုင်မှာမဟုတ်ကြောင်းကိုအသိလေးပဲဇူထားရပေးဖြစ်ပါတယ်အခုတော့မန္တလေးမြို့ကြီးကနောက်ဆက်တွဲကလင်တွေလေးထပ်လာဖို့အတွက်လေးချနေတာဖြစ်တဲ့အတွက်အမတန်မှကိုကြံပွဲတွေလည်းမလှုပ်ဆောင်နိုင်တော့ပဲနဲ့မကျင်းပနိုင်တော့ပဲနဲ့ သိစိတ်သွားခဲ့ရတာပါမြမတချံကို UNESCO ရဲ့ကမ္ဘာ့ထရမယ်ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သတ်မှတ်ခံခဲ့ရတဲ့ပထမဆုံးနှစ်မှာပဲအင်အားပြင်းမြင်ကလေးထံခံခဲ့ရတဲ့မြမယဉ်ကျေးမှုဘူချမ်းမန်းကလေးမျိုးဟာမြမရိုးရာမှာတချံပွဲတွေကိုမကျေးပါနိုင်ခဲ့တဲ့ပထမဆုံးနှစ်တစ်နှစ်ဖြစ်စံချိန်တင်သွားခဲ့ပါရဲ့ဗျာ